ချန်ပီယံလိဝင်ခွင့်အတွက်တိုက်ပွဲဝင်နေတဲ့အသင်းတွေထဲမှာတတိယနေရာမှာရမှတ်68မှတ်ရထားတဲ့မန်စီးတီးကိုတိုင်တော့ချန်ပီယံလိဝင်ခွင့်အတွက်ဘာမှယတိပြတ်ပြောလို့မရသေးပဲနဲ့သူ့အောက်မှာနယူကာဆယ်ချဲလ်စီဘီလာအစရှိတဲ့အသင်း၃တဲ့ရမှတ်66မှတ်စီနဲ့ပူးတွဲရပ်တည်နေသလို18နေရာမှာတော့ Nottingham Forest ကရမှတ်65မှတ်နဲ့ရပ်တည်နေတယ်နောက်ဆုံးပွဲမှာ Nottingham Forest နဲ့ Chelsea ပွဲကတကယ်အကျိတ်နဲ့ရှိတဲ့ Champions League ဝင်ပွဲ Sport အတွက်တိုက်ပွဲဝင်မဲ့ပွဲကောင်းဖြစ်လာဖို့ရှိသလို ဒီပွဲစဉ်ကိုကျွန်တော်တို့ရဲ့သုံးသက်ချက်အစီအစဉ်မှာသုံးသက်ပေးသွားမယ်ဆိုတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်ကွန်မန်ထွေးပိုင်ဆို YouTube channel ရနေပြီးတော့ကြိုဆိုပါရစေ။ခုကျွန်တော်တင်ဆက်ပေးမှာကတော့ Champion League ဝင်ခွင့်အတွက်နောက်ဆုံးအချိန်ထိအသေးလေးတိုက်ပွဲဝင်သွားကြမယ့်အသင်းတွေရဲ့ခြေစွမ်းနဲ့သူတို့ရဲ့လက်ရှိရည်တည်မှုတွေအကြောင်းပဲဖြစ်ပါရစေ။ ပရီးမီးယားလိရဲ့ချန်ပီယံလိဝင်ခွင့်တိုက်ပွဲကနောက်ဆုံးအချိန်ထိပြည့်သက်တွေကိုဆွဲခေါ်သွားဖို့ရှိနေတယ်လို့တတိယနေရာမှာရမှတ်68မှတ်ရထားတဲ့မန်စတီးသင်းတောင်ချန်ပီယံလိဝင်ခွင့်ရဖို့မတိကြသေးဘဲနဲ့သူ့အောက်မှာနျူကာဆယ်66မှတ်ချဲလ်ဆီ66မှတ်ဗီလာ66မှတ်ဖော်ရက်65မှတ်ဆိုတော့ဘယ်အသင်းတွက်မှနောက်ဆုံးပွဲစဉ်တွေမှာအမှားခံလို့မရဘဲနဲ့ပြီးခဲ့တဲ့တစ်ပတ်ကဘုံမောင်းတဲ့ပွဲမှာနိုင်ရပြီးတော့ချန်ပီယံလိဝင်ခွင့်အတွက်ထရော်လီပြန်ပြီးအားကောင်းလာတဲ့မန်စတီးသင်းကဖူအန်ခွင့်မှာကစားရမယ် ဖူအန်ကမစ်တေဘယ်မှာရှိနေပြီးတော့ဘာမှလည်းဖိအားမရှိတော့ဘူးအမှတ်လည်းမလိုတော့ဘူးအဲ့တော့ဖူအန်ဘယ်လိုတုံ့ပြန်မလဲဆိုတာကမစီတီအတွက်အဖြေပဲမစီတီကတော့ဘောမောင်းတဲ့ဘက်မှာအကောင်းဆုံးပုံစံပြတ်သားနိုင်ခဲ့သလိုချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပိုအားကောင်းတဲ့အသင်းဖြစ်ရှိလာခဲ့တယ်ဒါပေမဲ့ဖူအန်ရဲ့ဘက်မှာအနေအဆုံးတည်တမတ်ရမှချန်ပီယံလိဂ်ဝင်ခွင့်အတွက်စိတ်ချရမယ်မစီတီအနေနဲ့ဒီဘက်မှာဘယ်လိုပုံစံမျိုးနဲ့ကွာဒီယိုလာအနေနဲ့ပြင်ဆင်လာမလဲဆိုတာစောင့်ကြည့်သွားရမယ်အသင်းမှာတော့ဒဏ်ရာပြဿနာတချို့ရှိနေရဆိုပေမဲ့တော်တော်လေးကိုတောင့်တင်းတဲ့အစုအဖွဲ့တစ်ခုကို ြန်လည်ပိုင်ဆိုင်လာခဲ့ပြီဖြစ်သလို Rory လည်းပြီးခဲ့တဲ့ပွဲစဉ်မှာလူစားလဲဝင်ရောက်လာပြီဆိုတော့ City အနေနဲ့ Champion League Spot ကိုလုံးဝလက်လွတ်မခံဘဲနဲ့ဒီဘက်မှာ Champion League ဝင်ခွင့်အတွက်တေချာပေါက်စုပ်ကင်သွားနိုင်မယ်လို့ယုံကြည်တယ်။နောက်ထပ် Champion League ဝင်ခွင့်အတွက်အားကောင်းနေတဲ့အသင်းကတော့ Newcastle ပါ။ Newcastle ကနောက်ဆုံးပွဲစဉ်ဖြစ်အင်ကွင်းမှာ Everton နဲ့ကစားရမယ်။ Everton ကလည်းအမှတ်မလို့တော့ဘူး။ အဘာရန်ရဲ့ကစားပေါ်မှာမာကျော်တယ်ချစ်လစ်တယ်ပြီးခဲ့တဲ့နောက်ဆုံးပွဲမှာလည်းအဘာတန်ကနိုင်ပွဲရထားရဲဆိုတော့စိတ်တပိုင်းဆန်ရရအမြင့်ဆုံးမှာရှိနေပေမဲ့အမှတ်မလို့တဲ့အချက်ကယူကာဆယ်အတွက်အခွင့်အရေးဖြစ်သလိုသူရဲ့အိမ်ကွင်းစင်ဂျင်းဘက်အမှတ်တန်းကောင်းတွေကိုဆက်ထိန်းနိုင်မလားဆိုတာကြည့်ရမယ်ယူကာဆယ်မှာတော့အဓိကကစားသမားတချို့အာဆင်နယ်နဲ့ပွဲစဉ်မှာမပါနိုင်ခဲ့ဘူးကွလဲကဂျွယ်လင်တန်တို့ခန်စစ်ကထရီပီယာတို့မပါနိုင်တဲ့အချက်က ဖုန်းနှက်ချက်ဖြစ်လို့တိုက်စစ်ပိုင်းကသူတို့ရဲ့အဓိကတိုက်စစ်မှုအီဆက်မပါနိုင်ခြင်းကလည်းအာဆင်နယ်နဲ့ပွဲစဉ်မှာနျူကာဆယ်တင်ကိုးရဖို့ရုန်းကန်ခဲ့ရတဲ့အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်သလိုဒီနေ့မှာအီဆက်လည်းပြန်ပါလာမယ်အဓိကစားသမားတွေလည်းစက်ခိုင်မှုပြင်းနဲ့ကစားနိုင်မယ်ဆိုရင်တော့ယူကာဆယ်တင်ကဒီဘက်မှာအမှားရမရှိနိုင်ပွဲယူပြီးတော့ချန်ပီယံလိဝင်ခွင့်စပေါ့ကိုရယူသွားနိုင်မယ်လို့ထင်တယ်။လက်ရှိချန်ပီယံလိဝင်ခွင့်တိုက်ပွဲဝင်နေတဲ့အသင်းတွေမှာအန်နေအကြီးဆုံးအသင်းကတော့ချယ်ဆီလို့ထင်တယ်။ချယ်ဆီကသူနဲ့ဘဝတူပြိုင်ဘက် Forest ကိုအဝေးခွင့်မှာကစားရမယ်။ ဖော်ရက်ကရမှတ်65မှတ်ရထားတယ်ချက်စီကရမှတ်66မှတ်နှစ်သင်းကြားမှာရမှတ်တမှတ်ပဲกว่าတယ်ဖော်ရက်ကဒီဘက်ကိုအနိုင်ရမှချန်ပီယံလိဝင်ခွင့်အတွက်မျှော်လင့်နိုင်မှာဖြစ်လို့တေချာပေါက်ချက်စီကိုအကောင်းဆုံးဧည့်ခံသွားမယ်လို့ထင်တယ်ဖော်ရက်ရဲ့အိမ်ကွင်းကစားပုံကလည်းမစိုးဘူးနောက်ဆုံးဘက်မှာလည်းဖော်ရက်ကဝက်ဆန်ကိုခက်ခဲခဲအနိုင်ရထားပြီးတော့ဖော်ရက်အနေနဲ့ဘလောက်ထိချက်စီကိုအကောင်းဆုံးတုံ့ပြန်သွားမလဲဆိုတာကြည့်ရမယ်။ချက်စီကတော့ပုံမှန်အားဖြင့်2025ခုနှစ်တွင်မှာတော်တော်လေးအမှတ်တွေယူထားနိုင်ခဲ့ပြီးတော့ပုံစံကောင်းရနေတဲ့အသင်းလို့ပြောလို့ရပါပဲ။ အဝေးကွင်းနေမှာတော့တော်တော်ကြီးကိုရုန်းကန်နေရပြီအဝေးကွင်းနောက်ဆုံး7ပွဲမှာတပွဲပဲနိုင်ထားတယ်အဲ့ဒီနိုင်ပွဲကဖူဟန်တင်းကိုလူငယ်တိုက်စစ်သားမှာတိုင်ရစ်ဂျော့ရဲ့နောက်ကျခြေပါကိုနဲ့နက်တိုရဲ့အင်ဂျူတိုင်းမှာတွင်ခဲ့တဲ့တွင်ကိုနဲ့နိုင်ခဲ့တာအဲ့တော့အဝေးကွင်းခြေစွမ်းနေမှာတည်ငြိမ်မှုအားနည်းတဲ့ချယ်ဆီတင်ဒီဘက်မှာအနိုင်ရပါမလားဆိုတာမသေးကြဘူးတည်ရရခဲ့မယ်ဆိုရင်တော့သူ့အပေါ်ကနျူကာဆယ်တို့သူနဲ့အတူတူရှိနေတဲ့ဗီလာတို့နိုင်သွားခဲ့မယ်ဆိုရင်အဆင့်၅အပြင်ကိုရောက်သွားနိုင်တယ်ဆိုတော့ချယ်ဆီအနေနဲ့ကိုယ့်အလုပ်ကိုလှုပ်ထားနိုင်ဖို့ကဒီဘက်မှာ အနိုင်ရထားဖို့လိုတယ်ဆက်စီတင်မှာတော့တိုက်စစ်ပိုင်းမှာအဓိကတိုက်စစ်ကစားသမားဂျက်ဆင်ပွဲပယ်ပြစ်ဒဏ်ကြောင့်လွဲချော်မှာဖြစ်သလိုတိုက်စစ်နေရာမှာနှစ်တိုးပဲဆက်ပြီးတော့ကစားမလာတာမှမဟုတ်ဘက်မာကို force nine ပုံစံမျိုးနဲ့ကစားစီပြီးတော့နှစ်တိုးများတောင်းမှန်မာဒူဂီဘဲတောင်းမှန်ကွက်လက်တိုက်စစ်နေရာမှာအန်ဆိုဖာနန်တက်ကစားမလားဆိုတာကြည့်ရမယ် forest ကတော့ရာသီပိတ်ပွဲစဉ်ကိုသူတို့ရဲ့အင်ကွင်းပိတ်သက်ရှင်းမှောက်မှာကစားမှာဖြစ်သလိုဒီပွဲအနိုင်ရမှာချန်ပီယံလိဝင်ခွင့် spot ကိုရောက်နိုင်မဲ့ forest ရဲ့ ခြေစွမ်းကိုလည်းစောင့်ကြည့်ရမယ် forest ကထိုင်ရာပြဿနာတချို့ရှိနေတယ်ဆိုပေမဲ့သူ့ရဲ့လူစင်းကတောင့်တင်းပြီးသားဖြစ်တယ်လို့ကွန်းလယ်ပိုင်းချင်းရှင်းမယ်ဆိုရင်တော့ forest ရဲ့ကွန်းလယ်ထက် chelsea ရဲ့ anzo fernandez ကိုင်စီတို့လာဗီယာတို့ရဲ့ကွန်းလယ်ကပို့ပြီးမာကျော်တယ်ပို့ပြီးလိုအားနှုန်းကောင်းတယ်ဒီကွန်းလယ်အားပြိုင်မှုကပွဲရဲ့ရလက်ကိုတစ်စိတ်တစ်ပိုင်းတက်ရောက်စေမှာဖြစ်တယ်လို့ chelsea အနေနဲ့ကွန်းလယ်ချင်းအားပြိုင်မှုတွေမှာအသာရထားဖို့လိုတယ်တိုက်စစ်ချင်းရှင်းမယ်ဆိုရင်တိတ်မကွာတယ်လို့ခံစစ်ချင်းရှင်းမယ်ဆိုရင်တော့ forest ကတော့နည်းနည်းလေးပိုကောင်းတဲ့အနေအထားမှာရှိပြီးတော့ forest အနေနဲ့ကိုယ့်အိမ်ကမှာကိုယ့်အလုပ်ကို ကောင်းဆုံးလွတ်နိုင်မလားဆိုတာကြည့်ရမယ်ဒီအသင်းအလုံးထဲမှာ Forest ကချန်ပီယံလိဝင်ခွင့်ရနိုင်ခြင်းအနှိမ်ဆုံးအသင်းဖြစ်ရှိနေခဲ့ပြီးတော့သူ့အပေါ်မှာ Man City, Newcastle, Chelsea, Villa အသင်း၄သင်းတိရှိနေတဲ့အနေအထားကြောင့်ပြိုင်ဘက်တည်းရဲ့ချစ်ချော်မှုကိုလည်းစောင့်ကြည့်သွားရမယ်ကိုကိုတိုင်ကလည်းနိုင်ပွဲရထားဖို့လိုတယ်ဆိုတော့ Forest ဘာလို့ပြမလဲဆိုတာကြည့်ရမယ်နောက်ဆုံးကြံတဲ့အသင်းကတော့ Villa ပါ Villa ကအဝေးခွင့်မှာ Man United နဲ့ကစားရမယ်။ Man United က Europa League ပိုလူပွဲမှာ Spurs ကိုရှုံးပြီးတော့ စိတ်ပိုင်းရောရုပ်ပိုင်းရောနွမ်းလျပြီးတော့တော်တော်လေးချင်းနေစိုးနေတဲ့အသင်းနောက်ဆုံးပရီးမီးယားလိရှစ်ပွဲဆက်လဲနိုင်ပွဲပျောက်ထားပြီးတော့ယူရိုပါလိရှုံးပွဲကသူတို့ရဲ့နောက်ဆုံးအင်ကွင်းပွဲစဉ်ဒီဘလောက်ထိရိုက်ခတ်မလဲဆိုတာကြည့်ရမှာဖြစ်တယ်လို့တစ်ဖက်ကပြန်ကြည့်ရင်လည်းဂျာဒီဘိတ်အင်ကွင်းနောက်ဆုံးပွဲစဉ်ကို United အနေနဲ့ရှုံးချင်မှာမဟုတ်ဘူးအင်ကွင်းပိတ်သက်ကိုနှစ်သိမ့်မှုအတွက်ကြိုးစားလာမှာဖြစ်လို့ဘီလာအတွက်ဒီပွဲကခက်ခဲနိုင်တယ်တကယ်လို့လား Man United ကယူရိုပါလိမှာချန်ပီယံဖြစ်ထားခဲ့မှာဆိုရင်ဒီပွဲကို Man United ကအင်ကွင်းနောက်ဆုံးပွဲဖြစ်လျင်ကစား ဒီဘွဲကိုအားဆိုင်ကစားမှာမဟုတ်လို့ဗီလာအတွက်ပို့ပြီးတော့လွယ်ကူနိုင်ပေမဲ့ဒီဘွဲမှာတော့ဗီလာအနေနဲ့တော်တော်လေးခက်ခက်ခဲခဲရုန်းကန်ရနိုင်တယ်ဗီလာအနေနဲ့လည်းဒီဘွဲမှာမန်ယူနိုက်တက်ကိုနိုင်ထားမှချန်ပီယံလိဝင်ဝင်ကိုမျှော်လင့်နိုင်မှာဖြစ်လို့သူတို့ရဲ့အကောင်းဆုံးပုံစံရနိုင်တဲ့ခြေစွမ်းကိုဦးနိုင်အမီနဲ့ဗီလာအသင်းဆက်ပြီးတော့ထိနိုင်မလားဆိုတာကြည့်ရမယ်ဗီလာအသင်းကတော့အမှတ်လိုအပ်ချက်လည်းပြင်းထန်တယ်ခြေစွမ်းကယူနိုက်တက်ထက်ပိုကောင်းနေတဲ့အသင်းဖြစ်ပေမဲ့လည်းအိုးထွက်ဖို့မှာတော့ဗီလာအနေနဲ့လော်ရကူကူနဲ့နိုင်မှာမဟုတ်ဘူးသူတို့ရဲ့အကောင်းဆုံးခြေစွမ်းကိုထုတ်ပြနိုင်မှသာဗီလာအနေနဲ့ကြားလက်ကောင်းယူနိုင်မယ်လို့ထင်တယ် မန်နက်တက်ကလည်းသူတို့ရဲ့အိမ်ခွင်မှာပိတ်သက်တွေကိုနှုတ်ဆက်ဖို့အတွက်ဒီဘက်ကိုအကောင်းဆုံးပြင်ဆင်လာမှာဖြစ်လို့အကျိတ်နယ်ရှိမဲ့ပွဲဖြစ်လာမယ်လို့ထင်တယ်လက်ရှိအခြေအနေတွေရတော့နောက်ဆုံးမိနစ်တွေထိစောင့်ကြည့်ရင်ခုံသွားရမယ်အခုကျွန်တော်တင်ဆက်ပေးခဲ့တာကတော့ချန်ပီယံလိဝင်ခွင့်အတွက်တိုက်ပွဲဝင်နေတဲ့အသင်းတွေရဲ့ခြေစွမ်းနဲ့နောက်ဆုံးပွဲစဉ်မှာဘာတွေဖြစ်လာမလဲဆိုတဲ့အပိုင်းနဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့အမြင်လေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ commentary by ဆို YouTube channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးနောက်လာမယ့် video တွေမှာပြန်ဆုံပါမယ်ကျေးဇူးတင်ပါတယ်